EB3 ဗီဇာနဲ့အလုံးလျှောက်ထားနိုင်တဲ့မြို့တွေမှာဘလိုချီနီမြို့တွေရှိနိုင်လဲ Florida Florida ဟာဆိုရင်စီးပွားရေးမှာတော့ခီးသွားလုပ်ငန်းဈေးဘက်ဆိုင်ရာနီးပညာနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေဟာတပြိုင်နက်တည်းတိုးတက်နေပါတယ်ပညာရေးမှာတော့ University of Florida နဲ့ Florida State University တို့ရှိပါတယ်။လမ်းမဆက်သွယ်ရေးမှာတော့ Miami International Airport နဲ့ Orlando International Airport ရှိရှိပြီး bus, train, metro စတဲ့ຢာတွေနဲ့မှုလို့သွားလာတာအဆင်ပြေလွယ်ကူပါတယ်။ຢာဒီဥဒုဟာဆိုရင်အမြဲပူနေပြီးတော့မိုးရာသီနဲ့တိုက်ခတ်တဲ့မုန်တိုင်းရှိတတ်တဲ့ຢာဒီဥဒုမျိုးဖြစ်ပါတယ်။တလရဲ့နေထိုင်စားသောက်ကုန်ကျစရိတ်ကတော့ဒေါ်လာ2200ကနေဒေါ်လာ3500ကျားမှာရှိပါတယ်။ အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဖလော်ရီဒါဟာခီးသွားလုပ်ငန်းကြီးကြောင့်လူစီကားပြီးတော့ပင်လယ်နားမှာနေရှင်သူတွေအတွက်တင့်တော်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ EB3 နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါကကျမတို့ရဲ့ delivery visa ကိုဆက်သွယ်စုံစမ်းနိုင်ပြီးတော့အခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင်။